မဲမင်္ဂလာပါလန်ဂျမန်နီ MG page မှာပြန်နေကြိုဆိုလိုက်ပါနဲ့အဲ့တော့ဒီ recording လေးရတော့ဒီ N3 ပေါ့နော်ရှင်ခန်းဆန်းမာစတာရဲ့တိုင်းနီဘူးอ่ะ sharing လုပ်တဲ့ဟာလေးရဲ့အဆက်လေးဖြစ်ပါတယ်ကြာသောက်ဆိုကွီကီမတ်စ်အဲတော့ဒီတစ်ခေါက်ဖတ်မဲ့တိုင်းနီဘူးရဲ့မေးပုစာလေးပေါ့နော်အဲ့မေးပုစာမှာနည်းနည်းလေးကျွန်တော်တို့ဘလိုမေးဖြစ်သွားလဲဆိုလို့ရှင်ပေါ့နော် ထေဂါမီဆိုတဲ့ပေါ့နော်ဒီစာလက်တာတွေပေါ့နော်ပေးစာလိုဟာမျိုးလေးအဲ့လိုပုံစံလေးဖြစ်သွားတယ်အဲ့တော့ထေဂါမီတွေမှာဆိုလို့ရှိရင်ねဒါတွေကခါရနီဟွန်နိုထေဂါမီကိုမိုရာတောက်ခွတ်တော့အဒီမတ်စကာねတယောက်ယောက်စီကနေပြောမှာပေါ့နော်ဒါတွေကဆိုတာကတယောက်ယောက်ကိုပြောတာပါတယောက်ယောက်စီကနေပြောမှာမဒီလိုဂျပန်ရဲ့လက်တာလိုမျိုးလေးပေါ့နော်အဲ့လိုဟာမျိုးလေးရခဲ့ဘူးပါသလားတဲ့ရဘူးလားပေါ့လေနော်ဖတ်တောက်ခွတ်တော့ကအဒီမတ်စလို့ဆိုလို့ရှိရင်ဖတ်ဖူးတယ်ဆိုရအတိတ်ပဲပေါ့နော် ဗက်ဖူးတယ်အဲ့ဒါအောင်မမနောက်ကမိကုံးလေးမိသားဖြစ်တော့မလို့ဗက်ဖူးတယ်လားဆိုတော့ဗက်ဖူးလားပေါ့လေနော်အဲ့တော့မိုရာတောက်ကုတ်တော်ကဒီမတ်စကာဆိုတော့ရာဘူးလားပေါ့လေနော်အဲ့တော့ဒီလိုမျိုးထေကမိလေးတွေမှာဆိုလို့ရှိရင်သူကလေယောကိုတတဲ့ယောကိုယောကိုဆိုရဲပေါ့နော်ယောကိုကကိဆိုရဲဟာရှိတယ်လို့သတေကကိဆိုပြီးတော့မှရှိရဲပေါ့နော်အဲ့တော့ယောကိုကကိဆိုလို့ရှိရင်တော့ကျွန်တော်တို့ကကိနော်ကွန်မန်ဒါဆိုင်အနောက်ကကိမှာတန်တန်မပါဘူး यो को का किने त किमा चाहिँ यो को छुराम्रो हो ပေးတိုက်ရေးရတဲ့ဟာမျိုးပေါ့နော်ပေးတိုက်ရေးရပြောကြအောင်လို့အခုဒီလိုစာဆိုလဲဒါရောကိုကကီကိုတုံးလို့ရတယ်ပေါ့နော်သာတိကကီရဲ့တိပဲတောင်းလိုက်ဒါကဒီလိုသွားတယ်ကွာဒီဟာဒီလိုမျိုးပေါ့နော်သာတိကကီကတောင်းလိုက်လို့ပြောတာပြောကြအောင်လို့ဒါမျိုးရေးတဲ့ပုံစံမျိုးကိုပြောတာပါအဲ့တော့ဒီလိုမျိုးသာတိကကီကကျွန်တော်တို့အတွက်ကနည်းနည်းလေးနားထဲမဖြစ်ဘူးပေါ့နော်အဲ့တော့စာဖတ်ရတာတွေကပို့ပြီးတော့မှကြာနိုင်ပါတယ်အဲ့တော့ဒါမျိုးလေးယူဆိုလို့ရှိရင်ဘယ်အပိုင်းလေးကတတိထားပြီးတော့မှဖတ်တင်နေပေါ့နော်ဘယ်အပိုင်းလေးကတော့အရေးကြီးရဲ့ဆိုတဲ့ဟာလေးကိုပြပြပြီးသွားကြပါတယ်အဲ့တော့ကြာသုံးစံတိုင်းပဲပေါ့နော်ဘာမှမလုပ်ခင်မှာမိကုန်းအရင်ဖတ်ပါမယ် ဲ့တော့မေကွန်လေးမဖက်ခင်ပါလေကျွန်တော်တတိထားရမယ့် GEG GE နီးလေးပါနေတာပြောကြအောင်လို့ဒါလေးကိုအယုံဆုံးကြည့်လိုက်မယ်ပေါ့နော်အဲ့တော့ GEG မှဆိုရင်ခိုးရောလို့ပေးထားပါတယ်အဲ့ခိုးရောအသေးပဲရတဲ့အခီနီနာတဲ့ကီနိုဟာကတော့အကကနာることဒါလေးနည်းနည်းလေးကြည့်လိုက်မယ်လို့ကျွန်တော်မမြင်ရလို့ကွန်မန့်နဲ့ဆိုင်ဟဲ့အဲ့တော့ဒီခိုးရောဆိုတာကတကယ်တော့အယောင်ပြောင်းသိရဖို့ပြောတာပေါ့လေနော်အဲ့တော့သူကနောက်မှမသိမှဆိုလို့ထပ်ပြောမှပြန်ရှင်းပေးထားတယ် ဆောင်းဦးကိုရောက်လာပြီးတော့မားတဲ့တိရွက်လေးတွေရဲ့အရှောင်ကပေါ့နော်အနီအောင်ပြောင်းလာတာမျိုးပေါ့လေအဲ့တော့ तू ကအရင်ဦးဆုံးပေါ့နော်အရင်အစိမ်းရနေပေါ့အနီလေးဖြစ်မယ်အနီလေးကနေအဝါလေးဖြစ်ပြီးတော့မှကြွေတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ညီမကြီးဆိုပြီးတော့မှလည်းခေါ်တယ်လေနော်အဲ့တော့အဲ့လိုဟာမျိုးရဲ့ခိုးရောအရောင်ပြောင်းတိရွက်ကိုပြောချင်တာပါနောက်တစ်ခါကျတော့ hey bitzbing လို့ပြောရဲပေါ့နော် bitzbing ဆိုလို့ရှိရင် bits ဆိုတာကတသက်စီကိုပြောချင်တာကသီးတန်တသက်လို့ပြောတယ်။ being ဆိုတာက you being လို့ပြောတော့ဘာလို့အဲ့လိုစာပို့တာတွေလို့ဘာလို့ညာတွေမှာသုံးနေတာအလွယ်ရှင်းပြတာเนาะအလွယ်ရှင်းပြတာเนาะအဲ့အဲ့လိုဟာမျိုးမှာသုံးတာဖြစ်တော့ကြောင့်မလို့ bits bin လို့ပြောတာဖြစ်ကြောင့်မလို့တီးတန်စာတစောင်းဒါမှမဟုတ်ရှင်လဲတသက်စာစောင်းပေါ့လीเนาะသူလည်းနောက်မှာရေးထားတယ် bitni okutta mono တက်တက်ပေါ့နော်ပို့ပေးလိုက်တဲ့အရာပါလို့ပြောချင်တာဖြစ်တော့ကြောင့်မလို့ဘဲတစ်ဘင်းလို့ပြောလို့ရှိရင်အခုဒီစာမဟုတ်ပဲနဲ့ကွာနောက်ထပ်တစ်ခုပေါ့နော်ထပ်ပို့မယ်စာမျိုးဒါမှမဟုတ်ရှင်နောက်တစ်ခုထပ်ပြီးတော့မှမအဲပို့ပို့လိုက်တဲ့ပေါ့နော်ပို့မယ်ဆိုတဲ့ဟာမျိုးပေါ့လေအဲ့လိုဟာမျိုးပြောချင်တာတဲ့အဲ့တော့ဒီထဲမှာဆိုလို့ရှိရင်သူပါမေးထားလဲဆိုရင်မေးခွန်းလေးရလေခွန်းသွန်းသေးကမင်းတို့နိုင်ရောနီကြီးတယ်သာသာစီမွန်တို့ကတို့တဲ့က ဒီစာရဲ့အကြောင်းအရာပေါ့နော်နိုင်ရောနဲ့ပတ်သက်ပြီးတော့မှာတဲ့ပန်ကန်နေဆိုတဲ့အရာကဘာပါလဲဆိုပြီးတော့မှာအဖြေလေးလေးချောင်းပေးထားပါဗျာအဲ့တော့နံပါတ်1မှာဆိုလို့ရှိရင်ဒါတွေအကုန်လုံးကြည့်လိုက်လို့ရှိရင်လေ1နှစ်နောက်က3လေးရလေဘသူကဘသူစီပေးရဲဆိုတာလေးကမြင်တာအိုင်လေးเนาะအဲ့တော့အဲ့လိုဟာမျိုးကြီးဆိုလဲကျွန်တော်တို့က ဟိုတချောင်းချင်းစီကိုဖတ်နေမှာတက်ဆိုင်ပေါ့နော်။အော်ဒါဆိုဒါနဲ့တူတယ်။ဒါဆိုဒါနဲ့တူတယ်ဆိုရဲဟာမျိုးလေးပေါ့နော်။အချိန်အရန်ကြီးမပေးနိုင်တာဖြစ်တော့ကြောင့်မလို့အဲ့လိုမျိုးလေးနဲ့စဉ်းစားပြီးတော့မှဖတ်ပါမယ်။အခုဒီမှာဆိုလို့ရှိရင်ပါကကီဆောင်မှချမ်းဆန်နီဆိုပြီးမှပေါ့နော်။ပါကကီဆောင်ကတဲ့ချမ်းဆန်အာနံပါတ်1လဲတူတူပဲပါကကီဆောင်ကချမ်းဆန်အာနံပါတ်3လဲတူတူပဲပါကကီဆောင်ကချမ်းဆန်အာဆိုပြီးတော့မှပေါ့နော်။ခုနောက်မှာဘာလုပ်မှလဲနံပါတ်1ကိုပြန်သွားမယ်ဆိုရင်ဂျီဘွန်နိုဟိုအဂီရူတိုရီတေရုကျွန်တော်ရဲ့စာအုပ်လေးပေါ့နော်။ ဂျီဘုံဆိုတာကဒီမှာဘာလို့ပြောတာလဲဆိုလို့ရှိရင်အခုဒီမှာပေးရဲ့အဓိက main subject ကတာကာကီဆန်ဘယ်တော့တာကာကီဆန်ကချမ်းဆန်အာအခုပြောနေတာတာကာကီဆန်ဖြစ်တယ်တော်တော်များလို့ဒီဂျီဘုံကတာကာကီဆန်ကိုပြောချင်တာပါအဲ့တော့တာကာကီဆန်ရဲ့စာအုပ်လေးကိုပေးမယ်လို့ပြောနေတယ်ပေါ့လေနော်အဲ့တော့ထားပါတော့ကွာဒီတာကာကီမှာကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်ကပေါ့နော်အဲတော့တရားပြောပေါ့နော်ချမ်းဆန်ကိုပေးမယ်ဆိုလို့ရှိရင်ဝါတာစီဝချမ်းဆန်ညဂျီဘုံတော့ဟိုအဂစ်တေအဂစ်အဂစ်ရူတိုတေရဘောနော် ဒီစာလေးကကျွန်တော်ကနေပြောမမချမ်းဆန်ကိုပို့ပေးမယ်ပေါ့နော်စာအုပ်လေးပေးမယ်ဆိုရအကြောင်းကိုပြောတဲ့အကြောင်းများပါလို့ပြောချင်တာမျိုးပေါ့လေနော်အဲ့တော့ဒီဂျီပွန်လေးကတာကာကီဆန်ကိုညွန်ချင်တာပါနောက်နံပါတ်2ဆိုလည်းအတူတူပဲတာကာကီဆန်ကချမ်းဆန်စီကိုတဲ့自分の本を貸してあげる。貸しますかチェーペーで、ガーペーで、ボリな。あの、チェーペーめ、ルピョーにで、あちゃうやで。あの、ディサーへ、あちゃうやが、ボノ。高木さんが、とやさおりを、 ဒီချမ်းဆန်စီကိုဘောနောငှားပေးမယ်ဆိုမှပြောနေတဲ့အကြောင်းရတယ်။နောက်ဆောင်းပံကကြတော့တာကကီဆောင်ကချမ်းဆန်သောကိုတော်မနီဟွန်ကိုဥကေတော့တဲ့ဟိုစီတော့တဲ့ရတယ်။တာကကီဆောင်ကနေပြောမှာဘောနောချမ်းဆန်ရဲ့သူကကြတော့ကလေးလေးဖြစ်သွားပြီ။ချမ်းဆန်ကိုမဟုတ်ဘူးနော်။ချမ်းဆန်ရဲ့ကလေးကိုစာအုပ်လေးလက်ခံယူစေချင်ပါတယ်။ဖတ်တဲ့ဟိုစီဆိုတော့ဖတ်စေချင်တယ်လို့ပြောနေတာတဲ့။အဲ့တော့ဒီစာပိုက်ကြီးရဲ့အကြောင်းရင်းကဘောနော် တကကိဆန်ကနေပြောမှမချမ်းဆန်ရဲ့ကလေးလေးကိုစာအုပ်လေးလက်ခံယူစေချင်ပါတယ်လို့ပြောနေတဲ့အကြောင်းရလား။နောက်ယွန်းဘန်ကကြတော့တကကိဆန်ကချမ်းဆန်ကြီးဟိုโอเคတော့ 受け取りに来てほしいで。そうそうあたいめ、わってほしいじゃん。わせいじんねれの。来てほしいと言うだけでちゃうもろ。らせいじんねと言うだけでちゃうもろ。たかきさんがチャンさんをぽの。さおり楽観もらせいじんまれと言うにゃが、ディサバイへあちゃうやね、かいたらぽれの。あろ、ちゅろいじやお。ディサバイへぽの、ပြောじんねあちゃう。内容がばっぴめれ、そうろしんね。あろ、ディロမျိုးメイレ追びそうんぽの。ディベレねねと言いだめ。 ဒီလိုမေးရေးတွေ့ပြီဆိုလို့ရှိရင်ဘယ်ကနေစဖတ်ရလဲဆိုလို့ရှိရင်ဗောနော်သူလဲအောက်မှာလေဟိုနည်းနည်းလေးတတိထားမိရင်တော့မြင်မလားမသိဘူးကိုကျူးကျူးကိုဆိုမှပေးထားအဲ့လေနော်9035လို့ပြောတာဖြစ်တော့ကြောင်းမလို့ တရားကတရားတကြောင်မြောက်ပေါ့နော်ဒီမှာ high key လေးယူထားတယ်1 2 3 4 5အဲ့ဒါကြောင့်မလို့ဒီစာကြောင်မှာဒါ5ကြောင်မြောက်ဖြစ်တာပါဆိုပြီးတော့မှပြောထားတယ်ပေါ့နော်အဲ့တော့ပြောချင်တဲ့သဘောကွာဒီဘက်ကနေဒီလိုလေးဖတ်ရမယ်ပေါ့နော်ညာဘက်ကနေပြမဘယ်ဘက်ကိုသွားရပုံစံနဲ့စာဖတ်ရမယ်လို့ပြောချင်တာပေါ့နော်အဲ့တော့အဲ့ထဲမှာမှာမှ letter တွေရဲ့သဘောသဘာဝကလေကျွန်တော်တို့ဒီကိုရန်ဆယ်တန်းမှာရေးခဲ့ရတဲ့ letter လေးကိုပဲအရင်မြင်အောင်ပဲဆိုရင်တော့မှလေနော်အာဗါလဲအာ ဗာလဲအဲ့ဒါရှိရလေကျွန်တော်တွေ governance site ပထမဆုံးလေလက်တာရေးရဆိုလို့ရှိရင်လေနော်အဲ DR 99နေပေါ့နော် DR ဘဒူပေါ့လေ how are you i'm fine ဘာညာဘာညာဘာညာရေးရဟုတ်တယ်မလားအဲ့တော့ဂျပန်ရဲ့လက်တာတွေမှာလည်းအဲ့လိုပါပဲပထမအဦးဆုံးလက်တာရဲ့အစအဖွင့်မှာဆိုရင်အမြဲတမ်း high k ဆိုတဲ့ဟာလေးနဲ့စပါလေအတိတ်ပဲကတော့ချစ်လစွာသောဆိုပြီးတော့မှာပေါ့နော် dr ဆိုတဲ့အတိတ်ပဲနဲ့တူတူပါပဲချစ်လစွာသော ပေါ့နော်ဒါပေမဲ့မတူတာလေးကပါလဲဆိုကျွန်တော်တို့နေချင်းမှာဆိုလို့ရှိရင်လေ high k နာနေနာနေပေါ့အော် dear my friend ပဲဖြစ်ဖြစ် dear my father ပဲဖြစ်ဖြစ်လေနော်အဲ့လိုမျိုးထည့်ရဟုတ်တယ်မလားဒါပေမဲ့ဒီဂျပန်မှာဆိုလို့ရှိရင်တော့ dear လောက်ပဲသုံးတဲ့သဘောဖြစ်သွားတယ်ပေါ့နော်ချစ်လာစွာတော့ဆိုမှပြီးထားပါတယ်အဲ့ဒါနဲ့ဒီလို high k ပြီးသွားပြီဆိုတာ ਨੇ ပေါ့နော် high k နဲ့ကဲ့ရဲ့စာပိုက်ကဘာအကြောင်းလာတတ်လဲဆိုတော့ကဲ့ရဲ့စာပိုက်ဆိုဒီအကြောင်းဖြစ်သွားပြီလေနော်အဲ့ဒီအကြောင်းကဘာအကြောင်းလာတတ်လဲဆိုလို့ရှိရင်အာဟိဆတ်အကြောင်းလာတတ်တယ် နော်အာ ਈ စတ်ဆိုတော့ကျွန်တော်တွေအခုဟိုစောစောကဒီလက်တာရေးတုန်းကတော့ပြောရမလား I'm fine how are you ပေါ့နော်ဘာညာဘာညာရေးရဟုတ်တယ်မလားအဲ့တော့အခုတော့လက်ရှိလှုပ်ရှားနေတဲ့အကြောင်းလေးရေးရဖြစ်ကြောင်း တူတူပဲဂျပန်မှာလည်းအာရီဆတ်ကျောင်းလာတယ်။များသောအားဖြင့်ဂျပန်အာရီဆတ်ကဘာလေးလာတယ်လဲဆိုလို့ရှိရင်တန်ကီရာသီဥတုနဲ့ပတ်သက်တဲ့အကြောင်းအရာလေးလာတတ်တယ်။ပြီးရင်ဆိုင်ကင်တို့ဂျီဘုံတို့ခုတို့ပေါ့လေနော်ဂျီဘုံတို့ဂျိုးခိုးတွေကိုရေးတတ်တယ်ပေါ့နော်။အခုတလောကိုရဲ့အချိန်နေရဘာတွေဖြစ်နေရဘလို့ဖြစ်ပါညာလို့ဖြစ်ပါရေးတတ်တယ်ပေါ့နော်။အဲ့တော့အရန်ကိုမှအချိန်မရှိဘူးဖက်ရတာလည်းအရန်ကြာနိုင်တယ်လို့ထင်တယ်ဆိုလို့ရှိရင်ဒီဟာတွေကလုံးဝလုံးဝမှအပြည့်ထဲမှာမပါနိုင်တာဖြစ်လို့မလို့ကြော်လိုက်လို့ရတယ်။ ညာလိုင်းအဲ့တော့ဒါက reading pad တဲ့အခါမှာဗောနောသူ့ရဲ့ tip အနေနဲ့ဆိုလို့ရှိရင် hike ဆိုတာက ချစ်လာစွာတော့ပြီးရဲ့အဲ့ hike ရဲ့ out the bike ကဗောနောလုံးဝကက်လျက်ဆက်နေတဲ့ရာသီဥတုကိုမိတ်ဆက်တဲ့အကြောင်းလေးဗောနောဘာညာဘာညာတွေပါတာဖြစ်တော့ကြောင့်မလို့အဲ့စာပိုက်ဒီဆိုလို့ရှိရင်လဲကြော်လို့ရတယ်အဲ့တော့ဒီစာပိုက်ကြီးမှကြည့်မယ်ဆိုလို့ရှိရင်အဲ့ဆက်သွတ်လောက်ထားတဲ့ဒီအပိုက်လေးပါတယ်ပြီးရင်နောက်ထပ်စာပိုက်လေးတစ်ပိုက်ပါတယ်ပြီးတော့စသစ်ဆိုရင်နောက်ဆုံးတစ်ပိုက်လေးပါတယ်ဗောနောအဲ့တော့စာပိုက်လေးအနေနဲ့ကဒီမှာစသစ်ရေးထားတာတစ်ပိုက်ပြီးတော့လို့ရှိရင်ဒီရဲ့ စန်းကြီးကျကနေစားတဲ့တပိုက်ပေါ့နော်နှစ်ပိုက်ရဲ့ဆော့ဆော့ပြောတဲ့အာရိစာကျအကြောင်းလေးရပါတယ်ဟိုးအနောက်ဆုံးလေးပေါ့နော်စားကြောင်းစားပိုက်ကြီးဆုံးလို့မယ်ဆိုရင်ဟိုးအနောက်ဆုံးမှာရှိရဲ့ဒီလိုစားကြောင်းလေးပေါ့နော်ဒါလည်းပဲကျွန်တော်တို့ရဲ့လက်တာမှာဆိုလို့ရှိရင်လည်းပေါ့နော်အာမင်းရဲ့ပြန်စားကိုစောင့်နေပါမယ်လို့ဘာလို့ညာတို့တွေကျွန်တော်တို့လက်တာကြီးတုံးကဆိုလဲအင်္ဂလိပ်လက်တာအိမ်မှာဆိုအဲ့လိုရေးရဟုတ်တယ်မလားဂျပန်လည်းတူတူပဲဒီဟာလည်းပဲဒီဟာလေးကိုအဆုံးသတ်ပါမယ်ဘာညာတရကာပေါ့နော်အခုကနေစားမှာဂယူဆိုင်ပါလို့ဘာညာတရကာကြီးပြောတာပြောကြောင်းဒါလည်းပဲသူကနှုတ်ခွန်းဆက်တာတယ်ပေါ့နော်အပိတ်စကားဖြစ်တဲ့အတွက်ကြောင့်မလို့ ီယာဆိုလို့ရှိရင်လည်းကျွန်တော်တို့ survive ဖက်ဖို့ဖြည့်ဖြည့်ဖို့တွေမှာဆိုလို့ရှိရင်ဒီလိုအဟာတွေကမပါတတ်ဘူး။အဲ့တော့ဘာမှတ်ရမလဲဆိုတော့ high key လို့ပေးထားမယ်။အဲ့ high key နဲ့ကက်လျက်မှာရှိရဲ့အိုက်ဆက်သွတ်လုပ်တဲ့စာကြောင်းတွေဆိုလို့ရှိရင်ကျွန်တော်တို့ကမဖက်လည်းပဲအဆင်ပြေရဲဆိုတဲ့အထဲမှာပါတယ်။ပြီးရင်နောက်ဆုံးမိတ်ပေါ့နော်။ဟိုး survive ကြီးပြီးသွားလို့နောက်ဆုံးမိတ်မှာဆိုလို့ရှိရင်လည်းပဲသူကအပိတ်စကားအနေနဲ့ပေါ့နော်။အခုအနေဆာမှာမင်းရဲ့အောင်မြင်မှုတွေကိုမြို့ဆောင်မျောနေရမယ်လို့ဘာလို့ညာလို့ပေါ့နော်။အဲ့လိုမျိုးအပိတ်စကားတွေနဲ့လာတဲ့ survive ဆိုလို့ရှိရင်လည်းကျွန်တော်တို့ရဲ့အဖြေမှာမပါတာဖြစ်ကြောင်းမို့မဖက်လည်း okay ။ ။ရလိုင်းအဲ့တော့ခုလုံးလုံးစေရကျွန်တော်အရင်ဆုံးအဖြေဖြေပြသွားမှဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ထာတွေကိုကြော် ပြီးတော့မှပဲဖတ်လို့ရလားပေါ့နော်။တကယ်ရောမှန်လားဆိုတဲ့ဟာလေးကိုသိအောင်လို့မလို့ဒီနှစ်ပိုက်လေးကနေပဲအဓိကထားပြီးတော့မှဖတ်မယ်ပေါ့လေနော်။အဲ့တော့ပြီးရင်နောက်တစ်ချက်နောက်တစ်ချက်ကပါလဲဆိုလို့ရှိရင် ဘသူကဘသူစီပို့มาလဲပေါ့နော်အခုဖတ်လိုက်ရတဲ့ထဲမှာရှေ့ကဟို14မှာတော့လို့ပေါ့နော်ဘသူကဘသူစီကိုပို့တယ်မေးဖြစ်ပါတယ်လို့ဘာလို့ကျွန်တော်တို့မပေးထားတော့ဘူးပေါ့နော်မပေးထားတာပြောကြတော့မလို့ဘသူကဘသူစီကိုပို့လဲဆိုရဟာမျိုးကိုသိကျင်နေဆိုလို့ရှိရင်စားပိုက်ကနေမှလုံးဝဆုံးသွားတဲ့အနောက်လေးမှာ Kegu ဆိုပြီးတော့မှပါတတ်ပါတယ် Kegu ရဲ့အတိတ်ပဲဆိုလို့ရှိရင်လေလေးစားစွာပြင်ဆိုပြီးတော့မှပေါ့နော်ကျွန်တော်တို့တွေရဲ့ဟိုဟာမှာဆိုလို့ရှိရင်လေလေအဲပါတယ် lovely blue ဆိုပြောမှရေးရဲ့လေနော်အဲအဲ့လိုဟာမျိုးရေးသလိုမျိုးပေါ့နော်ဒါဆိုလို့ရှိရင်လည်းပဲ laser ဆိုတာဖြင့်ဆိုတဲ့အတိတ်ပဲလေးဖြစ်တာဖြစ်တော့ကြောင့်မလို့ hey key ကုနဲ့ကက်လက်မှာရှိရဲ့သူကဒီစာပိုက်ကြီးကိုရေးတဲ့သူဘောနော်ဒီစာပိုက်ကြီးကိုပို့တဲ့သူဒီစာပိုက်ကိုရေးတဲ့သူအဲ့တော့အဲ့ high key နဲ့နောက်ဆုံးပေါ့နော် high key နဲ့မျက်နှာချင်းဆိုင်လို့ပဲပြောရမလားမျက်နှာချင်းဆိုင်မှာရှိတဲ့ဒီလူလေးပေါ့နော်ဒီလူလေးကဒါကအပုတ်ခံရတဲ့သူ တီစာကိုလက်ခံရရှိရတူပေါ့နော်အပုတ်ခံရတဲ့သူဒါမှမဟုတ်တနည်းအဖြစ်ပြောမယ်ဆိုလို့ရှိရင်စာတီစာကိုလက်ခံရရှိရတူပေါ့လေနော်အဲ့ရဲ့အရှိလေးမှာကကြတော့တီစာကိုရေးတဲ့ရက်ဆွဲတီစာကဘယ်နေ့ရက်နေ့ရေးလိုက်ပါတယ်ဆိုတဲ့ရက်ဆွဲ ဘောလေးနော်အဲ့တော့ကြီးကြီးလိုက်မယ်ဆိုရင်ကွာဘသူကဘသူ့ကိုပို့ပါလဲဆိုလို့ရှိရင်ခေကူရဲ့အောင်မှာတာကကီမာနာမီဆန်လို့ရေးထားတာဖြစ်တော့ကြောင့်မလို့ဒီစာကိုတာကကီမီနာမာနာမီဆန်ရေးတာပေါ့ဘသူ့ကိုပို့ပါလဲရှေ့ကိုပြန်ကြည့်လိုက်မယ်ပေါ့နော်သူ့ရဲ့မျက်နှာစင်းတိုင်းကိုပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ချောင်းကျုံဆမလို့ပြောတာဖြစ်တော့ကြောင့်မလို့သူ့ရဲ့ချောင်းဆန်စီကိုပို့တာပေါ့ဒီစာလေးကရမလားအဲ့တော့ဒါဘသူကဘသူ့ကိုပေးရလဲပေါ့နော်အဲဒါတွေအကုန်လုံးကျွန်တော်ခွဲထုတ်ပြီးသွားပြီဆိုရင်ဖတ်ဖို့ကနှစ်နှစ်ပိုက်ပဲရှိရပေါ့နော်အဲ့ထဲမှာမှာမှာ ထပ်ပြီးတော့မှနောက်ထပ် tip ကပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အဖြေတွေများသောအဖြစ်ကစတဲ့ဆိုတဲ့စတဲ့စားပိုက်လေးထဲမှာများသောအဖြစ်အဖြေလာတတ်တယ်မလို့လုံးဝလုံးဝမှအချိန်မရှိဘူးပေါ့နော်ဒီလိုအပိုက်အရှိလိုတစောင်းလိုက်ရေးထားရဲပေါ့နော်ဒါသိကကီတွေပါတယ်ရေးထားတဲ့ဟာမျိုးလည်းဖြစ်တယ်စားဖက်ရလည်းအရင်ကြာတတ်တယ်အချိန်လည်းအရင်မရှိနေဘူးဆိုရင်ကျွန်တော်တို့ရဲ့အဖြေကိုဖြေမယ်ဆိုလို့ရှိရင်မိကုံကိုဖက်ဖြေလေးကိုဖက်တူပါပေးနေရလဲလို့ဖက်ပြီးတော့လို့ရှိရင်စက်တဲ့အနောက်မှာပါတဲ့ဟာလေးကိုဖြေကြည့်လိုက် ဖက်ကြည့်လိုက်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အဖြေထွက်ဖို့ရာခိုင်နှုန်းကပိုများပါတယ်အဲ့တော့အခုဆိုလို့ရှိရင်အခုအဲ့တိုင်လေးဖက်ကြည့်မယ်ပေါ့နော်ဒီစာရဲ့အကြောင်းအရာမှာဆိုလို့ရှိရင်ねမှန်ကန်တဲ့အရာလေးကဘာဖြစ်မှလဲဆိုမှမေးထားတယ်ပေါ့နော်ပထမတစ်ခုက တကခိဆန်ကနေချမ်းဆန်ကိုစာအုပ်ပေးမယ်ဆိုတဲ့အကြောင်းရလားနောက်နံပါတ်2ကကြောက်လို့ရှိရင်တကခိဆန်ကချမ်းဆန်ကိုသူ့ရဲ့စာအုပ်ငှားပေးမယ်လို့ပြောတာလားနောက်နံပါတ်3ကကြောက်တော့တကခိဆန်ကချမ်းဆန်ရဲ့ကလေးကိုစာအုပ်လေးလက်ခံစီခြင်းနဲ့လို့ပြောတာလားနောက်နံပါတ်4ကကြောက်တော့တကခိဆန်ကနေပြောမှမှချမ်းဆန်ကိုစာအုပ်လေးလက်ခံယူဖို့လာစီခြင်းနဲ့လို့ပြောတာလားပေါ့လေနော်အဲ့တော့ဘာအကြောင်းဖြစ်မလဲဆိုတော့ကျွန်တော်အကုန်ကြော်လိုက်မယ်နော်ကြော်ပြီးတော့မှစတဲ့နေရာလေးကနေမှအရင်စကြည့်မယ်ပေါ့နော်ကိုယ့်ရဲ့အဖြေကဒီထဲမှာတကယ်ရောပါလားဆိုတဲ့ဟာလေးကိုခက်ခွင်းနဲ့လုပ်ကြည့်ပါမယ်အကယ်၍ဒီထဲမှာစတဲ့ထဲမှာသာမပါခဲ့ဘူးဆိုလို့ရှိရင် တော့သူ့နဲ့ကက်လျက်မှာရှိနေတဲ့တဲ့ပေါ့နော်ဒီမှာဒီစာပိုက်မှာတော့မပါထားဘူးကွာ schema stewa ဆိုတဲ့စာပိုက်မျိုးလေးကက်လျက်လေးမှာပါတတ်တယ်ပေါ့နော်အဲ့လိုမျိုး schema stewa ဆိုတဲ့ထဲမှာဖြေပါတတ်တယ်ပေါ့နော်အခုလောလောဆယ်ဒီထဲမှာဖတ်ကြည့်မယ်ဆိုရင်စတဲ့ရဲ့အတိပယ်အလေးမြန်မာလိုဆိုရင်တော့ကဲဒါမှမဟုတ်ရှင်လေတခုခုကစကဦးစလိုက်တဲ့ပုံစံပေါ့နော်အမအရှိမကအများကြီးအများကြီးပြောပြီးသွားကဲဒါနဲ့လေကျွန်တော်ပြောချင်တဲ့အကြောင်းညာကတော့အဲအဲ့လိုပုံစံမျိုးနဲ့ပေါ့နော်စတဲ့ဆိုမှစချီပါတယ်ဇွန်တော့ကီနီအဲ့ဒီအချိန်တုန်းကတဲ့အိုဟာနာစစ်တာဟွန်ကို 別便で送りいたしました。あれ送りました。この送りしました。そーを、えり、チェイノが、ピョーゲレボの、エり、チェイノが、ピョーゲレサオリオレ、別便、それは、ウディサムホブの、なので、チャーサーリネボの、チャーサーリネベピューゴ、チャーデリバリネベピューボリの、送りしました。あれポレバビー、えろ、 စာအုပ်လေးကိုအဲ့ဒီအချိန်တော့ပြောခဲ့ရေဆိုတော့အဲ့ဒီအချိန်ဆိုတာကကျွန်တော်ကပထမပိုက်ကိုမဖတ်ထားဘူးလေနော်မဖတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဟဲ့ဒီအချိန်ဆိုတော့တေချာပေါ့ဒီပထမပိုက်ထဲမှာရှိမှာပေါ့အဲ့ဒီအချိန်တော့ပြောခဲ့တဲ့စာအုပ်လေးကိုတော့တော့တဲ့ဘက်စပင်းနဲ့ပို့ပေးလိုက်ပါပြီတဲ့အဲ့တော့ဘက်စပင်းနဲ့ပို့ပေးလိုက်ပြီလို့ပြောတာဖြစ်တဲ့အတွက်ကြောင့်လေဒီမှာလေချမ်းဆန်ကအဲ့စာအုပ်လေးကိုငှားပေးမယ်ဆိုတာအဲဒါကတော့ငှားပေးမှာပေါ့နော်အဲနံပါတ်3မှာဆိုလို့ရှိရင်လေအဲနံပါတ်4မဟုတ်ဘဲနဲ့ဒီမှာနံပါတ်3မဟုတ်ဘဲနဲ့နံပါတ်4ခီတေဟိုရှိလာစီကျင်တယ်လို့ပြောတဲ့အဖြေအမမှာပေါ့ ရလိုက်။ तू ကဇာအုပ်ကိုဘစ်စပင်းနေတယ်မှာပို့ပြီးသွားပြီဟုတ်တယ်မလား။သူ့စီကိုတတ်တတ်ကြီးစီလာယူနေစရာမလိုဘူးလေနော်။လာယူဖို့အတွက်မခိုင်းနေဘူးကွာ။ဘစ်စပင်းနေပို့လိုက်ပြီနော်လို့ပြောတာဖြစ်တော့ကြောင့်မလို့နံပါတ်၄ဖြစ်တဲ့လက်ခံဖို့အတွက်လာစီခြင်းပါတယ်ဆိုတဲ့အဖြေအမှားတော်မှာပေါ့။ရမလား။အဲ့တော့ဒါကတစ်ချက်ပေါ့နော်။အဲ့တော့ဆက်ကြည့်မယ်ဆိုလို့ရှိရင်အဲ့တော့ဇာအုပ်လေးပို့လိုက်ပြီမို့နော်။ခိုတယ်ကအဲ့ဒါဒီအဲ့တော့ဒီခိုတယ်ဆိုတာကဘာအောင်ညွန်းတာလဲဆိုတော့အခု तू ကဘာပို့လိုက်တာလဲ။စာအုပ်လေးပို့လိုက်တာဟုတ်တယ်မလားအဲ့တော့ဒီခိုတယ်ဆိုတာကဟွန်ပေါ့ ဟဲ့လိုက်အဲ့တော့ခိုရဲဝဒီဟာဒီမတစီနေပါမို့ဟီချီယိုဒေဝနိုင်တော့တဲ့ဟီချီယိုနိုင်တော့တဲ့ကျွန်တော်တော့ကတော့တော့လေတဲ့မို့နိုင်မလို့တော့ဘူးပေါ့လေနော်မလို့တော့ဘူးဆိုတော့အဲ့တော့မို့ထပ်ပြီးတော့မှကွာဟီချီယိုနိုင်ဆိုတော့မလို့တော့တာဖြစ်တဲ့အဲကြောင့်မလို့ဆာစီယာဂေမတ်တဲ့ပေးပါမယ်လို့ပြောထားတယ်ခါစတေအာဂေမတ်လို့ပြောတာမဟုတ်ဘူးပေးလိုက်မယ်ပေါ့လေနော်ဆာစီယာဂေမတ်ကဆွန်ကီကိုနဲ့ရည်ထားလေနော်တကယ်တော့တော့အာဂေမတ်ကနေလာတာဖြစ်တဲ့အဲကြောင့်မလို့ အာဂေမတ်နဲ့လေးပဲတူတူပဲဖြစ်တဲ့တော့ကြောင့်မို့အမေကငါတိဆောက်လေးပေးလိုက်မယ်။ဘာလို့လဲငါတော့ကဟီချိုတယ်ဘာနိုင်မလိုတော့တာဖြစ်လို့လို့လीနော်။အဲ့တော့မလိုတော့တာဖြစ်လို့မို့မင်းကိုပေးလိုက်မယ်လို့ပြောတာဖြစ်ကြောင့်မို့နံပါတ်1မှာပြောတယ်လေခိုင်းစတဲ့အာဂေမတ်ဆိုတဲ့ပေါ့နော်ချီးပေးမယ်ဆိုတဲ့စာက cancel ဖြစ်မှာပေါ့။ န်လိုက်အဲ့တော့နော်ချိပေးမယ်ဆိုရင်ဟာလေးက cancel ဖြစ်သွားမယ်မင်းကိုစာအုပ်လေးပေးလိုက်မယ်ပေါ့လေနော်အဲ့တော့သို့သော okay tot de kuda site တဲ့သို့သော okay tot de kuda site ဆိုတော့ကျေးဇူးပြုပြီးတော့မှလက်ခံပေးပါတယ်အဲ့တော့လက်ခံပေးလက်ခံပေးဖို့ပြောတယ်ပေါ့နော်အဲ့တော့လက်ခံပေးဖို့ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့နံပါတ်1ကိုကြည့်မယ်ဆိုလို့ရှိရင်စာအုပ်လေးကိုပေးမယ်ဆိုတဲ့ဟာပေါ့နော်နံပါတ်3နံပါတ်3မှာကြံခဲ့ရတင်းနဲ့3နဲ့ပဲကြံတော့ကနော်နံပါတ်3မှာဆိုလို့ရှိရင်အဲ့ဒီကလေးလေးပေါ့နော်အဲဗာလဲ တန်ခါရှိဆောင်ရတဲ့ချမ်းဆန်တော့ကလေးကိုတဲ့စာအုပ်လေးလက်ခံယူစီစင်တယ်လို့ပြောနေရဆိုအခုလောလောဆယ်ဖတ်တဲ့တိကတော့ကျွန်တော်တို့ကကြော်ခွာပြီးဖတ်ထားဆိုတော့ကလေးเจ้าနေပါမပါသေးဘူးပေါ့လေနော်အဲ့တော့ဆက်ကြည့်ကြည့်မယ်ဆိုလို့ရှိရင်ချမ်းဆန်တော့ရှိကတော့ရကုနီတတ်တယ်ပါဦးရေးစီရဲစတဲ့ချမ်းဆန်ရဲ့အလုံးမှာအစဉ်ပြေမယ်ဆိုလို့ရှိရင်ပေါ့နော်ရကုနီတတ်တယ်လို့ဆိုလို့ရှိရင်အတုံးဝင်တယ်လို့ပြောရပေါ့နော်အဲ့တော့ချမ်းဆန်ရဲ့အလုံးမှာအတုံးဝင်မယ်ဆိုလို့ရှိရင်တော့ဦးရေးစီရဲစဟိုပေးရတာကျွန်တော်ပြောပါတယ်လို့ဘာလို့ပြောချင်တာပေါ့နော်အဲ့တော့အခုကသူကချမ်းဆန်ရဲ့အလုံးမှာလို့ပြောတာဖြစ်တယ်ကြောင့်မလို့ တေချာပေါ့နံပါတ်3အနေနဲ့သူ့ကလေးကိုပေးတာဘလို့လို့ဖြစ်တော့မှာတော့ညာလိုက်အဲ့တော့ချမ်းဆန်ရဲ့အလုတ်မာလို့ပြောတာဖြစ်ကြောင်မလို့ချမ်းဆန်ရဲ့ကလေးကိုပေးနေရမဟုတ်တာဖြစ်တော့ကြောင်မလို့ဒါမျိုး cancel လိုက်အဲ့အဲ့ဒါကို cancel လိုက်ပြီးမှအဖြစ်နေနေဆိုရင်နံပါတ်1ပေါ့ဒီရဲ့အကြောင်းအရာဘာလဲဆိုတော့တာကာရှိဆန်ကချမ်းဆန်ကိုတာကာရှိဆန်ရဲ့စာအုပ်လေးပေါ့နော်သူ့ရဲ့စာအုပ်လေးကိုပေးမယ်လို့ပြောနေတဲ့ ဟာအကြောင်းရှင်းထားတဲ့စာပေါ့အဲ့တော့အဖြေအနေနဲ့ဆိုရင်အီချီပါဒါလုံးဝစတဲ့ကိုပဲဖတ်သွားတဲ့နေရာလေးမှာရှိရဟာပေါ့နော်အဲ့တော့မှမကိုကဇေဝေသွားဖြစ်တယ်ပေါ့နော်အာဒါဆိုရင်တော့ငါနည်းနည်းတော့ဖူအမ်ဖြစ်နေရပေါ့နော်အစင်မပြေဘူးလို့ထင်ရင်ဒီလိုမေးဒီလိုလေးမြင်လိုက်ပြီဆိုတာနဲ့က high key ဆိုတာနဲ့ကက်လက်ကစာကြောင်းဖတ်เสียမှာမလို့ပြီးရင်နောက်ဆုံးပိတ်ပေါ့နော်ဒီစာကြောင်းတွေရအကုန်လုံးရနောက်ဆုံးစာကြောင်းလေးနောက်ဆုံးစာပိတ်လေးပေါ့နော်ဖတ်เสียမှာမလို့ဆိုတဲ့ဟာလေးသိရနဲ့ကိုကြားထဲမှာနှစ်ပိုက်ရှိနေမှာနှစ်ပိုက်စုံဖတ်လိုက်ပေါ့အဲ့ဒါဆိုရင်တော့အဖြေထွက်ဖို့ကလုံးဝတေချာသွားလိမ့်မယ်ပေါ့နော် အဲ့တော့မှကွာမဝူရဲတယ်ကွာအဲ့ဒါဆိုရင်တော့စက်တဲ့တွေကနေစပြောမှာဖတ်လိုက်လေအဖြေမှန်းတတယ်ဒါပေမဲ့အဲ့လိုမရဲဘူး fuan ဖြစ်နေတဲ့သူတွေဆိုလို့ရှိရင်တော့စစတယ်ပေါ့နော်ဒီစပိုင်းလေးကနေပြီးတော့မှမအိုးကုန်စဖတ်မယ်ဆိုလို့ရှိရင်လည်းအဆင်ပြေပါတယ်အဲ့တော့ကျွန်တော်အခုကြတော့အခုအဖြေရွေးပြီးသွားပြီလေနော်အဖြေရွေးပြီးသွားပြီတော့ကျွန်တော်တို့အစအဆုံးပြန်ပြီးမှပြုတ်ပြပေးမယ်ပေါ့နော်အဲ့တော့အခုဒီမှာ high k ချစ်လာစွာတော့လို့ပြောပြရတယ်အနောက်မှာ ice set လုပ်တဲ့အကြောင်းပါမယ်ပေါ့နော်ဘာကြောင့်ပါမှာလဲဆိုလို့ရှိရင်ကိုယိုကဂီရေနာက 季節になってしまい、なってきました。あれ、紅葉水、やんぴょうね、やんぴょうなりや、ぼのてや、やんぴょうなりや、あれ、ラパレやでうるりをぴらけばびれ。皆様、お元気でお過ごしことを思、思いまして、あろめぼりのじゃんじゃんままね、お過ごし、過ごすやりべや、こんそうね、るぴょうじゃなわ、あろ、生活を過ごしますママね、ぼんねんみぼのじゃんじゃんままね、ぴゃたにめるってまれれ。あら、びよ、なるばいまぼの、三日は、久しぶりに、ちゃんさんにお会いすることを、 ကတက်ခိတဲ့ဆိုတော့ပြီးခဲ့တဲ့3လရက်တောင်တုန်းကပေါ့နော်မတွေ့ရတဲ့အကြောင်းဖြစ်တဲ့ချောင်းဆန်မင်းနဲ့တွေ့လိုက်ရလို့ပေါ့လေနော်မင်းနဲ့တွေ့လိုက်နိုင်ပြီးတော့မှတိုသေးမိုးဥရိစခတ်တဲ့စတဲ့အယောင်မောင်ကိုပြုရှင်ခဲ့ရပါတယ်တဲ့အဲ့တော့နော် तू ကပြီးခဲ့တဲ့3လရက်တုန်းကတွေ့ခဲ့ရနော်တွေ့ခဲ့ရဖြစ်တဲ့တကြောင်မလို့အယောင်မောင်ကိုကိုပြုရှင်ခဲ့ရပါတယ်တဲ့စီကောတမောဂျွန်ဂျွန်နီဇွန်ဒေလို့တော့ဥကာကာကြီးဥကာကာကြီးဆိုတော့ဒီနားမှာလာတဲ့လေသို့ဥကာကာကြီးမော့စ်လေးရဲ့အတိတ်ပဲလေဥကာကာကူကစွန်ကီကုန်းနဲ့ရေးထားတာပေါ့နော်တကယ်တော့သူဒီမှာပြောချင်တာကခီခီမော့စ်ဆိုတဲ့အတိတ်ပဲကိုပြောချင်တာပါဥကာကာကြီးမော့စ်မှာအတိတ်ပ ဲအများကြီးရှိရယ်ကွာအလဲသွားရယ်လည်းရှိရယ်ခီခီမောင်စ်နားထောင်တယ်လည်းရှိရယ်နဲ့သာဇင်းနေမောင်စ်မင်းမြန်းနေဆိုတာလေးလည်းရှိရယ်ပေါ့နော်ဒါပေမဲ့ဒီနောက်မှာတော့ကြားလိုက်ရရဲ့လို့တုံတာပို့ပြီးအစဉ်ပြေမှာပေါ့နော်အဲ့တော့ तू ကလွန်ခဲ့3-4ရက်လောက်တုန်းကဒီတခါခီဆန်နဲ့ချောင်းဆန်နဲ့တွေ့လိုက်တယ်ပေါ့နော်တွေ့လိုက်တဲ့အချိန်မှာမင်းရဲ့အလုပ်တွေကလည်းပဲစွန်းစွန်းတဲ့ဆိုတော့စွစွမှုပေါ့နော်ဟိုအစဉ်ပြေပြေဖြစ်တယ်ကွာချိုချိုမွေ့မွေ့နဲ့ရှေ့ကိုဆက်ရောက်နေတယ်အစဉ်ပြေပြေဖြစ်နေရဲဆိုတဲ့ဟာလေးကိုကြားလိုက်ရလို့မလို့အန်စင်စမတ်တာစေအေးခဲ့ရပါပြီတဲ့မာတာထပ်ပြီးတော့မာတဲ့ဇွန်နာချောင်းကခဝါယီ 小学生になっていてびっくりしましたね。ထပ်ပြီးတော့မလေးတဲ့စုံသားချောင်းဆိုတဲ့ကလေးလေးပေါ့နော်အဲ့တော့ဒါဘသူကလေးဖြစ်မှာလဲဆိုတော့ချမ်းဆန်ရဲ့ကလေးလေးဖြစ်မှာပေါ့။ तू ကဘသူနဲ့တွေ့နေရလဲဆိုတော့ချမ်းဆန်နဲ့တွေ့နေရလေးနော်။အဲ့တော့စုံသားချံလေးရလဲပဲတဲ့ချစ်စရာကောင်းတဲ့ပေါ့နော်။ချစ်စရာကောင်းပြီးတော့မှ小学生လေးဖြစ်လာတာ ဖြစ်သွားတာကြီးကိုပေါ့နော်သူအရန်ပီကူရီဖြစ်ရပါတယ်လို့စာကြောင်းလေးပဲပါထားရဟုတ်တယ်မလားကလေးကိုစာအုပ်ပေးချင်ပါတယ်ဆိုရင်ကြောင်းလုံးဝမပါထားဘူးဆိုတော့စိတ်တန်တန်နဲ့အဖြေကအစ်ချီပန်းဆိုပြီးတော့မှရွေးလို့ရတယ်ပေါ့လေနော်အဲ့တော့ဒါကတော့စာပိုက်တွေဖတ်ပြီးတော့အကုန်ဖတ်ပြီးတော့မှရွေးတာမျိုးပေါ့နော်အဲ့မှာနေကဲဒါနဲ့လေးတဲ့အဲ့ဒီအချိန်တုန်းကအဲ့ဒီအချိန်ဆိုဘယ်အချိန်လဲစန်းကြီးတုံကချမ်းဆန်နဲ့တွေ့ခဲ့တဲ့အချိန်တုန်းကပေါ့လေနော်အဲ့ဒီအချိန်တုန်းကအိုဟာနာစစ်စတာဟုံးကိုဆိုတော့သူအကြောင်းအဲ့အကြောင်းကပြောခဲ့မှာပေါ့လေနော်ပြောခဲ့တဲ့အကြောင်းအရာရဲ့စာအုပ်လေးကိုတဲ့ တက်တက်ပေါ့နော်ဒီစာမဟုတ်ဘဲနဲ့တခြားစာလေးနဲ့တခြား delivery လေးနဲ့ပို့ပေးလိုက်ပါပြီတဲ့ကိုတယ်ကဒီဟာဒီဘယ်ဟာလဲသူပေးလိုက်တယ်ဆိုရဲစာအုပ်လေးပေါ့နော်အဲ့ဒီစာအုပ်လေးကဒီဝါတာရှိဆိုတဲ့အခုစာရေးနေတာတာကာရှိဆန်ရေးနေတာနော်အဲ့တော့တာကာရှိဆန်ဖြစ်တဲ့သူ့သူ့အတွက်ပေါ့နော်မလို့တော့တာဖြစ်တဲ့အတွက်ကြောင့်မလို့ပေးလိုက်ပါမယ်တဲ့ကျေးဇူးပြုပြီးတော့လက်ခံပေးပါတဲ့ချောင်းဆန်ရဲ့အလုပ်တွေမှာအဲ့စာအုပ်လေးကအဆင်ပြေမယ်ဆိုလို့ရှိရင်တော့ဝမ်းသာရပါတယ်လို့ပြောပြောမှာနောက်ဆုံးအနစ်ချုပ်တော့မယ်ပေါ့လေနော်ခိုတဲ့ခါတော့ဆာမုကနာတေကီမတ်စ်ကအခုကနေစပြီးတော့မှအေးလာမှာဖြစ်တဲ့ဖြစ်တယ်ပေါ့နော်အေးလာမှာဖြစ်တဲ့ကြောင့်မလို့ どうぞお体に気をつけてお過ごしください。呼びがあぼの。継続ぴゅぴょまま、かなこれをအဲဘလို့ရဂရုစိုက်ပြီးတော့မှာပေါ့နော်ကုံဆုံးမှာဆိုပြီးတော့မှပြောထားအဲ့တော့ဒါတွေကအိုက်ဆက်စစ်လောက်ထားတဲ့အကြောင်းတွေဖြစ်တဲ့အတွက်ကြောင့်မလို့စဉ်းစားကြမလို့ပေါ့နော်အဲ့တော့ဒီစာကြောင်းလေးရဲ့ပြီးတော့လို့ရှိရင်ဒီပထမအုပ်ဆုံးလာတဲ့နှစ်ကြောင်းလေးရစာပိုက်လေးရဲ့ပေါ့နော်အဲ့ဒါကသုံးစရာအဲစဉ်းစားစရာမလိုဘူးပေါ့လေနော်အနောက်မှာရေးထားတဲ့ yes well လေးရဆိုလို့ရှိရင်လေညီဆောင်ကြီးရောနော် 10月25日ပေါ့လေနော်အဲ2014ခုနှစ်ဆယ်လပိုင်း25ရက်နေ့ဆိုပြီးတော့မှာပေါ့နော်ဘသူစီပို့ရလဲဆိုတော့ချန်ဂျွန်စီကိုပို့တယ်ဘသူကရေးရလဲဆိုလို့ရှိရင်တာကာကီဆာမဆိုပြီးတော့မှာသူကနေမှာရေးလိုက်တယ်ရမလားအဲ့တော့ဒီလိုမီးတွေကလေဟိုပါလေဖတ်တတယ်ဆိုလို့ရှိရင်တော့အဖြေဖြေရလွယ်ပေါ့လေနော်ဒါပေမဲ့အဲ့လိုနည်းနည်းတာတဲကာကီဖြစ်နေတာဖြစ်လို့ကြောင့်မလို့ကွာစာဖတ်ရတော့နည်းနည်းလေးတော့တော့ လှုပ်ရှုပ်တယ်ပေါ့နော်အဲ့လိုပြောအောင်ပါဗောလေဟိုင်အဲ့တော့ဒါကမွန်တိုက်ကျူကောပန်ပဲဖြစ်ပါတယ်အဖြေအနေနဲ့ဆိုလို့ရှိရင်အီဂျီပန်ကသူပေးခြင်းတယ်ပေါ့နော်စာအုပ်လေးပေးခြင်းတဲ့အကြောင်းကိုမေးရေးလိုက်တာပဲဖြစ်ပါတယ်အဲ့တော့ဟိုင်အဲ့တော့အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်အကေကျွန်တော်ဗီဒီယိုလေးကအားလုံးသက်ပေါ့နော်အဆင်ပြေခဲ့တယ်ကျွန်တော်ပြောပြတဲ့ဟာလေးကအားလုံးသက်အထောက်အကူပြုခဲ့တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ပေးရပါဖြစ်ဖြစ်ပေါ့နော် like and comment လေးပေါ့နော်အဲ့ဒါလေးပေးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်အတွက်အားဖြစ်စေပါနဲ့အဲ့တော့ကြောင့်မလို့အားလုံးကိုမေတ္တာရက်ခံကြပါနဲ့ဟိုင်အဲ့တော့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါနဲ့